ော်ရမတ်ချိုဆိုပါတယ်ခုနကဒါဗီဒီယိုပိုင်းလေးပေါ့နော်နည်းနည်းကြံတာလေးတွေ့လို့ပါဒါဖခင်တယောက်ရဲ့နော်ဗာသမီးတွေအပေါ်မှာထားတဲ့မေတ္တာတရားပေါ့ဗျာနော်ဟောခြံတဲ့လူတွေရောနော်မိဘရှိတဲ့လူတွေအကုန်လုံးနော်မိဘကိုရှိနေတော့မှတန်ဖိုးထားကြပြီးတော့နော်လောက်ကျွေးပြုစုပြန်လဲဆောင်းလျှောက်ကြပါဗျာနော်အာတန်နိုင်ကောတော့မိဘအတိုင်းကတော့သာသမီကိုချစ်ကြတာကြီးပါပဲ။အဲဒီထဲမှာမှနည်းနည်းဆိုးတဲ့မိဘတွေလည်းရှေးကောင်းရှေးမှာပေါ့လေနော်။ဒါပေမဲ့မိဘဟာမိဘပါပဲကြာနော်။ ော်ကြည့်အောင်ဗျာမင်းတို့တောင်းချစ်တယ်နော်ပြပြနော်ပြပြလိမ့်မပူနိုင်တာကြီးရှိခဲ့စိတ်မဆွေးအောင်နော်တမီးနော်ပြပြကျမရင်မကောင်းလို့လိမ့်မပူခဲ့တာလေတမီးရနော်နော်ပြပြပူချင်တော့ပဲညာလေးအဲ့ဒါမိသေးဟောကမပေါ်ရပဲနော်ဆင်မကောင်းဘူးငါတို့ဒီဟိုနဲ့တွားရှင်းနေဒီနဲ့တွားရှင်းနေလာပြောရင်ဘယ်လောက်ခံစားရလဲငါတို့မသိဘူး ปูรอปูบีเดี๋ยวงาตะมีมันไปๆเล่มไม่ทิ้งเนี่ยบีตะมีเนี่ยเนี่ยมาขอเว้ยอสันซีเลยสาจินาไปดูเวซาวเลยเนี่ยตะมีมันไม่เห็นดูเวเนี่ยตัวซาวดิเนี่ยดิปุญญมาลีอ่ะมันไม่ใช่ช่วยด้วยเลยอ่ะ ဒီစိမ်းတော့ဖြစ်ပြီးရရရဆောင်းမင်းမင်းမပြောစကားနာတော့မှာလေခုခုရောဒီကဘာလာပြီး ကောင်းဝင်ဖြစ်နေပါလေ။မင်းတို့နိုင်တော့ဘူးမင်းမင်းမဆက်သေးဘူး။ဒါကြောင့်တင်းကဲနော်ဒါကတော့နော်စိတ်မကောင်းစရာမျိုးဝင်လေးပါဒါပေမဲ့ဒီထက်မှာဒီဗီဒီယိုလေးချင်ပြီးတော့ကျွန်တော်တို့ရာမိဘတွေမေတ္တာတရားကိုကျွန်တော်နားလည်ရမယ်။မိဘတွေကနေပြီးတော့မသာသမီတွေပေါ်မှာ နော်ပြည်စုံနေမိပါရှိလို့မဖြစ်စုံနေမိပါလည်းရှိရပေါ့နော်အဲအပေါ်မှာမှသသမီးတွေပေါ်မှာသူတို့ရဲ့ဆက်ဆံရေးတွေခွာခြားတာမျိုးတွေရှိကောင်းရှိနိုင်ပါအဲအချိန်တွေခွာခြားနိုင်တာအချိန်ပေးရတယ်ခွာခြားနိုင်တာရှိပါတယ်ဖြည့်ဆည်းပေးတာတွေရောပေါ့နော်ဒါပေမဲ့မိပါတိုင်းကတော့သသမီးကိုချစ်ကြပါရဲ့ဗျနော်အဲအဲ့အတွက်ကြောင့်မိပါတွေကိုနော်ရှေ့ုံးလေးမှာတံမိုးထားကြပါအာဒီဒါကဒီအမရဲ့ဗီဒီယိုလေးပေါ့နော် သူတို့ရဲ့ဒါသူတို့တင်ထားတဲ့ public မှာတင်ထားတဲ့ video လေးကိုခံလက်ခွင့်ယူလာ share လုပ်လုပ်ပေးတာပေါ့နော်ဒါသူတို့ကိုနင့်နာလေးလုံးစိတ်အမရှိပါဘူးဒီကတော့ဒီ video လေးတွေကိုမြင်ပြီးတော့မှတောင်းရေကရစေခြင်းနဲ့နောက်ပြီးအတိတ်ကြားလေးတွေရစေခြင်းနဲ့ပေါ့နော်အမိဘပေါ်မှာဆိုးခြင်းမိုက်ခြင်းနဲ့လူတွေအခုနာလို့ပေါ့နော်အဲ့လိုမျိုးလူမျိုးတွေရှိခဲ့ရင်ဒီ video လေးကိုတွေးခဲ့တဲ့ဆိုရင်မိဘတွေကိုနော်ရှီလုံးလေးမှာတံပိုးထားပြီးတော့မှလိမ်မာစေခြင်းနဲ့စိတ်ရင်းနဲ့ခံလက်မြောက်ဝေပေးရပါပါ ့ဒီအကိုကြီးလည်းပေါ့နော်ဒါကောင်းရသူကလေးရောက်မယ်လို့နော်ပြောလဲပါတယ်ဆူတောင်းပေးပါတယ်မိသားစုလည်းစိတ်ချမ်းသာကြီးကိုကြီးချမ်းသာကြီးနဲ့ပြည့်စုံပါစေပေါ့နော်အချမ်းခဲ့တဲ့မိသားစုဝင်တယ်လေဒါမှရှင်တိအကောင့်အနေနဲ့တင်လာတာဖြစ်ပါတယ်ဒါသူတို့ရဲ့မိသားစုဝင်အကြောင်းပေါ့နော်အဲဗီဒီယိုလေးကိုဒါကုကြီးကိုဗီဒီယိုတင်ပေးတဲ့အတွက်နော်ဆင်မကောင်းကြဖြစ်တဲ့အတွက်ကြောင့်အာဒါတောင်းပန်ပါတယ်ဒါမဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတော့မှအဝေသာရတဲ့လူတွေ เนาะဒီတရားလေးပြန်ဝင်သွားတဲ့လူတွေရှိခဲ့ရင်ဒါအချိုးရှိတာပေါ့ဗျာเนาะ comment တွေကျွန်တော်ဖတ်ပြမယ်ဗျာเนาะငါဖြေတော့ငါတဲ့သူဆုံးကကြီးမှာအနားမှာမရှိတာတော့သမီးဆိုသမီးဆိုပြီးခေါ်ပြီးတော့ဆုံးသွားတာတတိယလိုက်တာတဲ့နော် comment တွေမှာလည်းတောင်းပြရတဲ့လူတွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့ကလည်းခဏပေါ့ဗျာเนาะတိုက်ဆိုင်မှုတွေရှိတဲ့ချိန်တွေကဝမ်းနဲ့ခံစားကြရတာပေါ့ပြီးသွားတဲ့အခါကျတော့လည်း အဲဘာမဖြစ်ပါတော့တချို့တချို့ဆိုလိုရဆိုရင်လည်းသာသမီနဲ့မိသားစုတွေတခွဲတပြားပေါ့ဗျာနော်အကြောင်းမျိုးမျိုးကြောင့်နောက်ဝေးကွာနေတဲ့မိသားစုတွေရှိပါတယ်တချို့ကြောင့်လည်းအနည်းကမပြုစုမဆောင်ရှောင်နိုင်တဲ့သာသမီတွေလည်းရှိရပေါ့နော်မိဘမိဘပါပဲဘယ်နေရာပဲရောက်ရောက်ပေါ့နော်တန်နိုင်တဲ့နော်ကိုပြုစုကိုပေးနိုင်တဲ့အနေထားနေပြီးတော့မှသာမိဘတွေကိုပြန်ကြည့်စေချင်ပါတယ်နော် တကယ်မဟုတ်ဖဲနဲ့တဲ့ဇကာရနေတာမလားတကယ်မဖြစ်ပါစေနဲ့ကွန်မန့်နော်တကယ်ဖြစ်သွားပါပြီနော်ဒါဒီ post function ကနေပြီးတော့မှပြန်မှန်လာတာပေါ့နော်မနေ့အစောကြည့်တဲ့ဗီဒီယိုကိုတွေ့ရောတဲ့ကြည့်ပြီးစိတ်တွေမကောင်းဖြစ်ပြီးမျက်ရည်ပါချမိပါတယ်ဒီလိုပါပဲနော်ကျွန်တော်လည်းမြင်မြင်ချင်းတော့ဒီဗီဒီယိုကြည့်ပြီးတော့စုံနေသွားတယ်ကြာနော်မျက်ရည်ပါဝဲတာပေါ့နော်ရင်တွေနဲ့အောင်ခံစားရတယ်အဖေတွေကရင်ထဲကချစ်တာအောင်ထုတ်ပြီး ြောလိုက်ရင်သူတို့တခုဖြစ်တော့မှပြင်နေလို့တဲ့အမေနဲ့အာများတော့ဖြစ်ပေါ့နော်ရာဂိုင်းတော့ရာဆိုရင်ဖေးရီဆိုတာပြည့်စက်ပြီဗျနော်သာသမီနဲ့မိဘချာမှာရာတိုင်းတော့များတာပေါ့နော်တချို့ဒီဖခင်တွေကလည်းပို့ပြီးတော့လိုလိုက်ပြီးတော့မှချစ်ပေးတဲ့ဖခင်မျိုးတွေရှိပါတယ်ဒါမှရာခိုင်တော့ရိုင်းနေပါတယ်100%မှာ5%လောက်ပဲရှိတယ်ပေါ့နော်များတော့ဖခင်တွေကတော့အိမ်တော်ဦးစီးပီးအပြင်မှာ percent ထွက်ရှာရတယ်ပြင်မှန်းစေးရကြတယ် ူတို့ရဲ့ဘဝတွေချွေးတွေသွေးတွေနဲ့เนาะသာသမီတွေကိုဒါရှာဖွေတွေးမွေးရတာပေါ့ဗျာအဲ့တော့သာသမီတွေလည်းနီးခတ်မနေနိုင်ဘူးအာသူတို့ဒီမျက်နာကမာကြောခတ်ထန်ကောင်းခတ်ထန်လိုက်မယ်သူတို့ရဲ့မေတ္တာတရားအရင်ချိန်มาပါတယ်เนาะဒါကျွန်တော်ဆိုလည်းနေနိုင်မယ်ပေါ့เนาะကျွန်တော်ဖခင်မေတ္တာပြေဝါရခဲ့တယ်ပေါ့เนาะเนาะလက်ရှိတရားလက်ရှိနေသေးတယ်ဒါပေမဲ့အဲဒါဘယ်လိုပြောရမလဲကျန်တဲ့လူတွေလည်းဒီလိုမျိုးတွင်းမျိုးလေးဝင်စေချင်တာပေါ့เนาะကျွန်တော်ဆိုလည်းဒါနောင်တရရတယ် ဒီပါလေပုံမှန်အသာသမီးကောင်းမဖြစ်ခဲ့ဘူးပေါ့နော်အဲနောက်တိုက်ရတယ်ဒီလိုပဲ channel လူတွေလည်းအဲတနည်းအားရမှာတော့စိုးစမ်းကြမှာပဲဗျာနော်စိုးစမ်းကြမှာပဲတနည်းအားရမှာတော့မိသားတွေကိုအခုနလိုစိတ်ညစ်စေတာမျိုးအဲအခက်အခဲဖြစ်စေတာမျိုးမိသားတွေမှာမရှိတာကိုတောင်းဆိုမိတာမျိုးသာသမီးတွေပေါ့နော်မိသားတွေကလည်းမဖြစ်သေးနိုင်တဲ့အခါမဖြစ်ဆုံးတဲ့အခါကျရင်အဲဝမ်းနေခဲ့တာမျိုးအမျိုးမျိုးချောင်းမျိုးများတာဒါဖြစ်နိုင်ကြပေါ့နော်အဲအားကြောင့်မလို့ ရမ်းမဆိုးကြပါနဲ့မိဘတွေမပြေးနိုင်ကြအောင်လည်းမတောင်းကြပါနဲ့ကိုကိုပိုင်းကစူးစမ်းပြီးတော့မှကိုဒီသားစုတာဝန်ကိုတနေရာကနေပြီးတော့မှဒါတာဝန်ယူပြီးတော့မိဘတွေကိုပြန်ပြီးတော့အချစ်စီခြင်းနဲ့ဗျနော်အဲ့လိုမျိုးရေအများကြီးနော်သာသမီတွေစိုးသွမ်းတာတွေအများကြီးရှိပါတယ်။ရာဂိုင်တော့အဖြစ်ပါတော့သာသမီတွေစိုးတာအများပါတယ်။ဖခင်တွေကကတော့အစကားပြန်ဆက်လို့ပေါ့နော်။ပါခင်တွေကအများသောအားဖြင့်ချစ်တော်ထုတ်မပြကြပါဘူး။ယောက်ျားလေးဆိုတော့တည်တဲ့အချိန်ပဲเนาะကျွန်တော်တို့လည်းယောက်ျားလေးဆိုတော့ကိုချစ်တဲ့ဟာကိုထုတ်ပြတာရှားပါတယ်။ ချစ်နေအောင်တော့ညံ့နာပါပေါ့နော်အရန်ကြီးပေါ့မဖြစ်ဘူးပေါ့နော်ပြီးတော့အပြင်မှာစီပွားထွက်ရှာရလဲတပိုင်းပေါ့နော်မိသားစုအချင်းမပေးနိုင်ရင်တပိုင်းအဲခုနကလောရန်ကြီးကလေးနဲ့မနှွေးထွေးတဲ့အပိုင်းတွေရှိပေမဲ့လဲသားသမီးတွေအနေနဲ့ကငါဖေရငါမေလောက်မချစ်ဘူးဆိုတာမျိုးတွေးနေကြဘူးဗျနော်အဖေဆိုတာကလဲသူတို့ကချွေးတွေပွေးတွေနဲ့အပြင်မှာထွက်ပြီးတော့နော်အဲတချို့ မပြေဆုံးတဲ့เนาะလူသားစုအားဆိုရင်မပြေဆုံးတဲ့အတိုင်းဝိုင်းအားဆိုရင်เนาะဖာတီတွေအရင်ပြင်းမှန်းဆင်းရဲကြပါတယ်ပြေဆုံးတဲ့လူတွေဆိုလည်းဒီတိုင်းမှာပဲသူတို့လည်းသူတို့ပြေဆက်ရတာပါပဲเนาะဒါပေမဲ့မေတ္တာတရားကတော့မိဘမေတ္တာတရားကတော့အားလုံးကအတူတူပါပဲเนาะအားလုံးကအတူတူပါပဲเนาะအဲဒီမှာမှ percentage နည်းပါတယ်ဆိုရဲမိဘတွေလည်းရှိရပါတော့เนาะဒါကတော့ချင်းချက်ပေါ့ကဲ comment တွေကပါလိမ့်ရှိလဲဆိုရင် ရင်တွေနဲ့အောင်ခံစားရတယ်တဲ့အဖေတွေကရင်ထဲကချစ်တာအဖြစ်ထုတ်ဖော်ပြောလာရင်တဲ့ဒီတစ်ခုဖြစ်သွားမှသိနေလို့တဲ့နော်စိတ်တွေမကောင်းဘူးအញ្ញံချမ်းပါပါစေတဲ့ဆုံးသွားပါပြီတဲ့အခုမှ reply ပြန်လာတယ်နော်ဒီလို parking စိတ်မေတ္တာစိတ်အဖြစ်ရှိတဲ့အဖေရချင်လိုက်တာတဲ့ဘာယောဂနဲ့ဆုံးတာလဲမမရဲ့တဲ့ကြည်ပြီးငိုလိုက်ရတာတဲ့မမတို့လည်းရန်ခံစားနေရရှာမှာပေါ့တဲ့နှလုံးရဲ့စီချိုရဲ့ကြောက်ခဲ့ရဲ့ပါဘလောက်ပဲခုခုမရခဲ့ပါဘူးတဲ့နော် ဒီလိုပါပဲဗျခွဲခွာချိန်တန်တဲ့ခါကျရင်တော့အလိုပြခွဲခွာကြရတာပါပဲအဲကြောင့်မို့ရှိတွေတော့တန်ဖို့ထားကြပါเนาะပြုစုเนาะလောက်ကင်ပြကြပါလို့ပြောရင်းနေပဲပေါ့เนาะအာဒီပါတွေကိုတန်ဖို့ထားချက်ရှင်ပါတယ်လို့เนาะနောက်ပြီးတော့မှကျွန်တော်တို့ပြန်တွေ့ကြရအောင်ဗျာ Thank you.